ရွှေကပွဲဝါဒဖြန့်ဇလန်းတို့ရိုက်ကူးခဲ့တဲ့အမှုပညာရှင်တွေကိုအရေးယူသွားမှာဖြစ်တယ်လို့ရန်ကုန် UG အဖွဲ့များကြေညာမင်္ဂလာပါပရိသတ်ကြီးရှင်မကြခင်မှာပြုလုပ်မဲ့ရွှေကပွဲရဲ့အတွက်ဝါဒဖြန့်ဇလန်းရိုက်ကူးခဲ့ကြတဲ့အမှုပညာရှင်တွေကိုတတိပေးယုံနဲ့မဟုတ်ပဲလက်တွေ့အရေးယူမှုများဆောင်ရွက်သွားမယ်လို့ရန်ကုန်တိုင်းရင်းတွင်လှုပ်ရှားနေတဲ့မြို့ပြပျောက်ကြားတပ်၃ခုကပြောပါတယ် ကျွန်တော်တို့ UG တွေကပြည်သူအပေါ်မျက်နှာမူပြီးရပ်တည်နေကြတဲ့သူတွေပါပြည်သူအလိုမရှိတဲ့ဘသူကိုမဆိုကျွန်တော်တို့ရန်သူပါပဲပြည်သူကြွေးတာစားပြီးပြည်သူကိုအစိတ်ခတ်နေတဲ့လူတရိတ်ဆန်တွေကိုကျွန်တော်တို့ဒီတိုင်းကြည့်မနေနိုင်ပါဘူးဟုရန်ကုန်အာမီမတာဝန်ရှိသူတက္ကူကပြောပါတယ်ရန်ကုန်တိုင်းရဲ့အတွင်းစစ်ရေးလှုပ်ရှားမှုများပြုလုပ်လျက်ရှိတဲ့မြို့ပြပျောက်ကြားတပ်များဖြစ်တဲ့ရန်ကုန်အာမီ YA, Dark Shadow, Operation Flame OF, မာသာဆန်းရန်ကုန် force နဲ့ broken system တို့ငါးဘွဲကပူးပေါင်းပြီးခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဇလန်းတွဲမှာပါဝင်ရိုက်ကူးခဲ့တဲ့တရုတ်ဆောင်တွေကိုပြင်းထန်စွာတုံ့ပြန်အရေးယူသွားမှာဖြစ်ကြောင်းကြေညာချက်တစ်စောင်ကိုပြီးခဲ့တဲ့အောက်တိုဘာလ26ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။ အဆိုပါဇလန်းမှာပါဝင်တရုတ်ဆောင်ခဲ့သူတွေဟာနာမည်ကြီးတရုတ်ဆောင်တွေဖြစ်ကြတဲ့နေတိုမြင့်မြတ်အေးချမ်းမောင်မေမြင့်မိုးချူလီအောင်ခိုင်ငပြောကျော်နဲ့အောင်တိုနိုင်လင်းတွက်လက်စူပါလင်းမင်းညိုအောက်ခပြန်ကြီးရဲရင်ရောပျော်အောင်စင်ဖြူအစားရှိသူတို့ဖြစ်ကြပါတယ် ၎င်းတို့ဟာမကြခင်မှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုထောက်ခံအားပေးကူညီပြီးယုံကြည်ချက်ဖြင့်တော်လှန်နေတဲ့လူငယ်များအားစော်ကားခြင်းလူမှုအခြေတော်ပုံအားပုံဖြတ်ပြီးအယက်သားများအပေါ်ဆက်ရဇဝဲမှုများအမှန်တကယ်ကျူးလွန်နေတဲ့စေအုပ်စုကိုအားပေးထောက်ခံနေသူများဟုမြို့ပြပြောက်ကြားတပ်များကပြောကြားခဲ့ပါတယ်ထုတ်ပြန်တဲ့စာကသတိပေးစာမဟုတ်ဘူးကျွန်တော်တို့တကယ်ကိုပြင်းထန်စွာဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းမိဘပြည်သူကိုအသိပေးတာ ဒီဘောမနုပညာရှင်တွေနဲ့ရွေးကောက်ပွဲထဲမှာပါဝင်တဲ့ဘသူကိုမဆိုတိုက်ခိုက်သွားမှာဖြစ်ပါတယ်လို့မာသာဆန်းရန်ကုန်ဖို့စ်ကဦးစီးမိုးဘုံနိုင်က ပြောပါတယ် မျိုးပြပြောင်ကြားတံများအနေဖြင့်မကြာခင်မှာကျင်းပမဲ့ရွေးကောက်ပွဲရပုံအားပေးအားမြောက်ပြုလုပ်နေတဲ့အမှုပညာရှင်များကိုသာမက ပါဝင်ပတ်သက်သူဘသူကိုမဆိုပြည်သူတရားစီရင်ခံအဖြစ်တက်နိုင်သည့်အနေထားမှာအရေးယူမှုများပြုလုပ်သွားမည်ဖြစ်ပြီးပြည်သူများအနေဖြင့်တက်နိုင်သမျှစိုးပါအဖွဲ့များနှင့်ဝေဝေးနေကြရန်လည်းတိုက်တွန်းထားပါသည်ကျွန်တော်တို့အပြောထက်လုံနိုင်တဲ့အနေထားကနေတုံ့ပြန်တိုက်ခိုက်နေပါသည်သူတို့အတူရောင်နေဘလောက်လုံးလို့ကျွန်တော်တို့တော်လှန်ရေးကဆက်ချမှာပါ မျိုးပြယူကြီးတွေကလည်းဆက်လှရှာတိုက်ခိုက်နေမှာပါပဲ။ပြည်သူတွေအနေနဲ့ဒီအတူရောင်တွေနဲ့အခက်ဝဲဝဲနေကြဖို့မဲမပေးကြဖို့ပါပဲ။ No vote လောက်ကြဖို့ပဲတိုက်တွန်းပါတယ်ဟုဆိုက Operation Flame OF မှတာဝန်ရှိသူတဦးကပြောကြားထားပါတယ်။ ထားအပြင်ပြည်သူများအနေဖြင့်လည်းမကြခင်မှာပြုလုပ်မဲ့ရွေးကောက်ပွဲရဲ့အတွက်ဝါရားဖြန့်ဇလန်းရိုက်ကူးခဲ့တဲ့တရုတ်ဆောင်များအားတပိတ်မှောက်ပြီးပြင်းပြင်းထန်ထန်လူမှုရေးပြစ်ဒဏ်ခတ်ကြရန် point ကနဲ့ social punishment လောက်ကြားပွဲအတွက်လည်းတိုက်တွန်းထားပါတယ်ရွေးကောက်ပွဲရဲ့အတွက်မဲဆွယ်စည်းရုံးရေးကာလဟာအခုရက်ပိုင်းရဲ့အတွင်းမှာစတင်နေပြီဖြစ်တာကြောင့်ရန်ကုန်တိုင်းရှိမြို့နယ်များမှာလည်းရွေးကောက်ပွဲပအဝင်ရှင်ပြိုင်မဲ့ပါတီများမဲဆွယ်စည်းရုံးရေးလုပ်ငန်းရှင်များစတင်ပြုလုပ်နေကြပြီဖြစ်ကြောင်းသိရှိရပါသည်။